ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Entertainment Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ One Championship ကဖုန်းခေါ်လာတာကိုအစင်းလင်းစောင့်နေတယ်ဆိုတော့ Online အဆိုင်အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပရိသတ်များခင်ဗျာဒီနေ့27ရက်နေ့ကမြမကုံဆောင် Fighter ကြီး Online အဆိုင်အသက်40ပြည့်မွေးနေ့ဖြစ်ပါတယ် Online အဆိုင်ဆိုတာကျွန်တော်တို့မြမပရိသတ်တွေစီ MMA မျိုးစေ့ကိုကျင်းပခဲ့တဲ့ဥယျာဉ်မူကြီးဖြစ်ပါတယ် One Championship မှာအောင်မြင်ဆုံးနှစ်ထပ်ခွင့်ချန်ပီယံဖြစ်ခဲ့တဲ့ Fighter တယောက်ဆိုလဲမှမပါဘူး မြန်မာကစားသမားတွေထဲမှာအအောင်မြင်ဆုံးဖိုင်တာကြီးလို့တော့ဆိုရမှာပါ2018ခုနှစ်မှာ World MMA Awards ကြီးကိုသိမ့်ပိုက်နိုင်ခဲ့တဲ့ One Championship တဦးတည်းသော Fighter ကြီးဖြစ်ပါတယ်။ Online ဆန်းကြောင့် One Championship မှာလက်ရှိထိုးသက်နေတဲ့မြန်မာ Fighter တွေအခွင့်အရေးရနေတာမနေပါဘူး။ရှင်းရှင်းပြောရရင် Online ဆန်းရဲ့ကျေးဇူးကမြန်မာ Fighter တွေပေါ်မှာအများကြီးရှိပါတယ်။လက်ရှိချိန်မှာ Fighter ပေါ်နေဝင်ခြင်းကိုရောက်ရှိနေပြီလို့ဆိုရမှာပါ။နောက်ဆုံးနှစ်ပွဲစရအလဲထိုးတွေနဲ့ကိုအရင်နိုင်ထားရပါတယ်။ ။လက်ရှိမှာသူရဲ့မွေးလေးကို1 Championship ကအခုလိုမျိုးစူးမုံကတောင်းပေးသွားခဲ့ပါတယ်။မြမစပောင်းမွေးကြီးကအသက်40ကိုရောက်ရှိလာပြီဖြစ်ပါတယ်။ဒါမဲ့အခုချိန်ထိကြောက်စရာကောင်းနေဆဲပါပဲ။ Happy birthday ပါဝမ်းရင်သူရဲ့ကောင်းကြီး online ဆန်းရည်ဆိုပြီး1 Championship က posting ရေးသားထားခဲ့တာဖြစ်ပါတယ်။အဲ့ဒီ post အောက်မှာ Veronica ပါဝင် One Championship UFC က fighter တွေကပါ online ဆန်းကိုစုမုံအောင်တောင်းပေးထားကြပါလိမ့်။ပြည်သက်အများစုကလည်း online ဆန်းကိုမွေးနေ့ဆူတောင်းတောင်းပေးနေကြပါလိမ့်။ အွန်လိုင်းအဆန်းကတော့ဝမ်းချင်မြင်ရှေ့ပို့ဆောင်မှာအခုလိုမျိုး reply ပြန်ထားတာတွေ့ရပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်ဝမ်းချင်မြင်ရှေ့ဖုန်းခေါ်လိုက်တဲ့နဲ့အစင်းသိဖြစ်နေမှာပါဆိုပြီးရေးသားထားခဲ့ပါတယ်။အွန်လိုင်းအဆန်းကတော့ပွဲထိုးသက်ရှင်နေပြီလို့ပြောရမှာပါ။ဒါကြောင့်မလို့ဝမ်းချင်မြင်ရှေ့ကိုပွဲထိုးခြင်းနေပြီဖြစ်တော့အချက်ပြလိုက်တာဖြစ်ပါတယ်။ ကောလာဟာလာတရင်ရတော့ကချင်သားကြီးရဲ့ပွဲကဇူလိုင်လမှာကျင်းပမဲ့ဝမ်ချက်မြင့်ရှုပွဲစဉ်မှာပါဝင်လာမယ်လို့ဆိုနေပါတယ်။ဒါမဲ့လက်ရှိချိန်မှာတော့အတိအကျသတင်းတွေထွက်လာသေးတာမဟုတ်သေးတဲ့ကြောင့်မို့အတီလို့ယူဆလို့မရသေးပါဘူး။အွန်လိုင်းဆန်ကဒီပွဲကသူ့ရဲ့ fighter ဘောကနောက်ဆုံးပွဲဖြစ်လိမ့်မယ်လို့လည်းမကြသေးခင်ကမီဒီယာတွေကိုထုတ်ပြောထားပါလိမ့်။ဒါအတကယ်ဖြစ်သွားမလားဘလို့အခင်းကြီးနေဆက်လက်ဖြစ်အောင်မလဲဆိုတာဆက်လက်ဆောင်ကြည့်ကြရအောင်ပါပါခင်ဗျာ။ အွန်လိုင်းဆိုင်ရဲ့ fighter ဘောကနောက်ဆုံးပွဲသာဖြစ်မယ်ဆိုရင်တော့ one championship အနေနဲ့ online ဆန်ကိုပွဲချက်တွေဖန်တီးပေးမှာမဟုတ်ပါဘူး။ online sand လိုကူကူ99လောက်တဲ့ fighter တူဦးနဲ့သာပွဲတည်ပေးမှာဖြစ်ပါလိမ့် online sand အနိုင်ရသွားခင် online sand ရဲ့ပရိသတ်တွေနဲ့ player တွေနှုတ်ဆက်ပြီး online sand ရဲ့အတောက်ပဆုံးအောင်မြင်ဆုံးအချိန်တွေကိုအမှတ်ရစေဖို့ one championship ကကျင်းပပေးမှာဖြစ်ပါလိမ့် online sand ရဲ့မြန်မာပရိသတ်တွေနဲ့ကွင်းထဲမှာအပြည့်နဲ့ online sand ရဲ့နောက်ဆုံးပွဲကိုအားပေးကြမှာဖြစ်ပါလိမ့် အဲ့လိုအခင်းကျင်းမျိုးကိုဝမ်းချမ်းမြေရှိကလည်းလိုချင်ပါပါပဲ။အခဲရီအွန်လိုင်းဆန်းကိုဒါအဲ့လိုပွဲတက်ပေးလိုက်မယ်ဆိုဝမ်းချမ်းမြေရှိရဲ့ကွင်းကြီးထဲမှာမြန်မာပြည်သက်တွေကဒူးနေတဲ့အဖြစ်ဖြစ်နေပါပါ။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာသာကျင်းပလိုက်ရင်အဲ့ဒီပွဲစဉ်ကလုံးဝပြောမပြတော့အောင်လူတွေအများကြီးနဲ့စီကားသွားမှာပါဘလို့ခင်းချင်းတွေဖြစ်လာအောင်လဲဆိုတော့ဆက်လက်ဆောင်ကြည့်ရမှာပါလက်ရှိချိန်မှာ1 championship ကအမေရိကန်ဈေးကွက်ကိုပြတ်မှတ်ထားတာရောသွားတယ်လို့ဖြစ်နေပါတယ်ဒါကြောင့်မလို့အာရှဈေးကွက်ကိုပဲ ပြန်ပြီးပြင်မှတ်ထားလာမလားဆိုတော့ဆက်လက်စောင့်ကြည့်ရမှာပါအဲ့လိုမျိုးပြင်မှတ်ထားလာမယ်ဆိုတော့မြန်မာဖိုင်နယ်ကြီးကိုလည်းအခွင့်အရေးတွေအများကြီးပေးသွားအောင်ပါပါဘလို့ခင်းချင်းနေဖြစ်လာမလဲဆက်လက်စောင့်ကြည့်လိုက်ကြအောင်ပါခင်ဗျာကျွန်တော်တို့မြန်မာကွန်ဆောင်ဖိုင်နယ်ကြီးနေလေလေအသက်40ပြည့်မွေးနေမှာစိတ်ချမ်းသာခြင်းကိုယ်ဥကြမှာခြင်းနဲ့ပြည့်စုံပြီးလာမယ့်ထိုးသက်ရမယ့်ပွဲမှာလည်းအကောင်းဆုံးနိုင်ပွဲတွေယူဆောင်ပြီးမြန်မာပြည်သက်တွေကိုပျော်ရွှင်မှုတွေပေးနိုင်ပါစေ မြန်မာကုန်စုံဖိုင်တယ်ကြီးနေနဲ့လေအောင်မြင်မှုတွေဒီထက်မကရရှိပါစေလို့ကျွန်တော်တို့ရဲ့ data entertainment channel ကနေစုမုံကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာပရိသတ်တွေနေနဲ့လေ online အဆန်းကိုစုမုံကောင်းတောင်းပေးလိုက်ကြပါအောင်ခင်ဗျာ online အဆန်းရဲ့ပွဲနဲ့ပတ်သက်ပြီးထူးခြားတဲ့အကြောင်းအရှင်းလေကျွန်တော်တို့ channel ကအမြန်ဆုံးထပ်မံတင်ဆက်ပေးပါအောင်မယ်ခင်ဗျာဒီကနေ့အတွက်တင်ဆက်မှုတွေကတော့ဒီလောက်ပါပဲလာမယ့်နေ့ဒီမှာလေ MMA လောကနဲ့အားကစားလောကကနောက်ဆုံးမြတ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရသေးရင် subscribe လုပ်သွားကြဖို့တောင်းဆိုပြရစေခင်ဗျာအားလုံးပဲတာပြေရှင်မဲ့ကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်းဆိုင်နေကြပါစေ